ပထမတော့ခတိုးတွေဒီချိုင်းတောင်းထီရေကုန်လေးပဲသွားမယ်လို့ပြောပေမယ့်တကယ်ရင်ချိုင်းတောင်းထီကိုနှစ်ရက်လောက်မှထည့်ရတာပင်မနာရဲ့ဒီလာခဲ့ရတာလည်းနှစ်ရက်လောက်ကြာတာဆိုတော့တာချီလေးကိုနောက်ထပ်အဲတရက်ပိုင်းတာချီလေးရောက်ပြီပေါ့နော် ရောက်ပြီးသားရင်မဆိုင်တဲ့ကိုခဏဝင်ဝင်နဲ့မဝင်ဘူးဆိုတဲ့အရာလေးပြန်နေပေါ့နော်။ဆိုပြီးတော့ကတိကိုခွဲပြီးတိုင်ပြီးပြီးတော့အခုတာချီလေးကိုခီးထဆက်မယ်ပေါ့နော်။တာချီလေးကိုခီးထဆက်မယ်ဆိုတော့လမ်းရွေးတဲ့ခါကျတော့ဒီဘက်မှာမြေပုံထဲမှာကြီးတော့ဒီ mindset ကိုသွားတဲ့လမ်းတလမ်းကတော်တော်ချိန်တိုသွားတယ်။ ော်တော်ကြီးဟိုဟာဖြစ်တယ်ပေါ့နော်ဟိုနီးတယ်ပေါ့နော်ဆိုတော့အဲ့ဒီလမ်းကိုပဲရွှေ့ပြီးတော့ခတိတို့သွားမယ်ဆိုပြီးတော့ထွက်တယ်ဒါပေမဲ့နေကန်ဒီကတော့တတိပေးပါတယ်ခတိတို့ဒီလမ်းကတော်တော်ကျန်းနေတော့တော်တော်ကျန်းနေတော့ဆိုတော့ကိုရီးယားလည်းထိမ့်မောင်းမယ်ပေါ့နော်မောင်းကြည့်မယ်ဆိုတာနေပဲခတိတို့ဒီမနက်စာစားပြီးရချင်းပါခတိတို့ဒီလမ်းလေးစီမံကိန်းဒီလမ်းလေးကဒီလမ်းလေးကတော့လိုမယ်ခိုင်းတယ်ဒီလမ်းကျန်းတောင်းရေးရလေးစစ်ပြီးရထားမှာပေါ့နော်အဲစိတ်ယုံရှိတာပါစိတ်ယုံရှိတာဒီရေတကုန်းရေကိုပဲ90ရာခိုင်နှုန်းပဲ လာနေတော့ဒီ94 watt ဒီအာထုတ်ပေးနေတာပေါ့နော်အဲထုတ်ပေးနေတာအဲ့တော့ရေတုံးလည်းတခါကရေတုံးလည်းမပြည့်စည်ရအောင်ရေနောက်တစ်ခုကရေအားလေးစစ်ထုတ်နိုင်အောင်နောက်ဒီဒီစက်ရုံစိုက်ကြည့်နေမှာဆိုရင်ဒီစက်ရုံကအသေးစိုက်လို့ပြောတယ်ပေါ့နော်ဆိုတော့ခတိတို့ဒီစက်ရုံလေးတွေလည်းဝင်ပြီးတော့ကြည့်ရပါတယ် ရေအားကဒါကိုချိန်မှာရေအားကဒါမင်းဝါတာပြီးခဲ့တဲ့ရက်ကမုန်တိုင်းမှာဆိုရေအားပုတ်ချီးရေပေါ့နော်အဲကိုဒီရတာမှာရေအားတော်တော်ပြင်းနေဒါမှဒါကရေနည်းနည်းနေဝါတဲ့အချိန်မျိုးပြောပါတယ်ရေမုန်နေရတော့တော်တော်ဝေးဝေးကိုမုန်သွားပြီးတော့ဒီကိုကိုကျေးဇူးတင်ပါတယ်တော်တော်အဲခလေးတို့ရောက်တဲ့ညမှာတော့ကြွားရင်းလိုက်ချက်တဲ့အချိန်လို့ပြောရဲအဲကြောင့်မို့ပုံမှန်ရုပ်ထက်ကိုတော်တော်ကြီးလို့ဒီရမှာခလေးတို့ရောက်တဲ့အချိန်မှာအဆောင်ရှိတာလို့ရှိနေတယ် ရှိတဲ့အင်းကြီးတွေကိုကိုပုံလေးတလာရှိတဲ့ဒီမှာမျိုးကိုပြီးတော့အဲငါ့ဆိုမျိုးပုံပေါ်မှာပဲပြရပါတယ်အင်းဒီဆိုင်ရှင်အဒီကလည်းဟိုဒီမှာရှိတဲ့ဆောင်းလေးတွေဟိုလေးကောင်းလေးတွေဒီမှာညပေးရှာတယ်ခေါင်းတော့ဒီမှာလည်းအများကြီးရှိတော့တာလေးညပေးရှာပါဆိုင်ရပဲအကုန်လုံးမနက်စာအတွက်လည်းစီစဉ်ပေးတယ်ပေါ့နော်မနက်က ဟိုအစားတောက်တော့ကဘာမှပူကြမလို့တော်တော်ကြီးကိုအဆင်ပြေပါတယ်ဟိုအစားတောက်ကောင်းကောင်းလုပ်ရချင်မှရလိမ့်မယ်ဒါပေမဲ့အစားဖို့တောက်ဖို့တော့မပူပါဘူးပေါ့နော်ဆိုတော့အားလေးကတော်တော်စင်ပြေးသွားပါတယ်ခတိတို့မနက်စာစားပြီးရဲ့ချိန်မှာပဲစားပြီးတော့ထွက်နေပေါ့နော်တော်လန်းကိုတော့ဟိုလမ်းကျန်းတယ်လို့ပြောပေးမယ်လေကိုလေးကဟိုအဗန်ချာသမားတွေဆိုတော့ဟိုတွားချင်နေရအောင်ပြီးတော့ကြည့်ပါကြည့်နေဆိုပြီးတော့ထွက်လာခဲ့ကြပါတယ်

စင်းတဲ့နေရာလေးပေါ့နော်ပိုက်လုံးကြီးတော်တော်ကြီးကြီးတာဒီမှာကြီးလို့တာတော်တော်ကြီးကြီးဆိုပေမဲ့စိတ်ထင်အဲ့ပိုက်လုံးရဲ့အမြင်ကလေးက diameter 5ပေလောက်တောင်ဖြစ်မှာပေါ့5ပေ10ပေလောက်ကပါမှာတည်အဲ9ပေလောက်ထိဖြစ်နိုင်တယ်တော်တော်ကြီးကိုကြီးပါတယ်ခရီးရနေကြတဲ့တောင်တောင်ကြီးတက်ပြီးတော့ကြီးတယ်ပေါ့နော်အဲလမ်းလေးတွေကတော့ဒါပဲရောက်ပါပြောက်ပါအဆင်ပြေပါတယ်ဒီ offer land lady ရောသူတို့ဒီ Google ဘောဒီရေကာတာအထိခလေးကိုရောက်ခဲ့တယ်ဟိုဘက်ကိုဆက်သွားရင်တော့အာလမ်းကပုံမှန်တိုင်းမှာပဲဒါပေမဲ့အိပ်ကကြောက်လို့ဘာလို့လဲဒီရောက်တော့မှာဆိုတော့ဘာမှမရှိတော့ဘူးဆိုပြီးတော့ခလေးကိုပွဲလေးဒီရေကာတာအားထိအော်ဖ်ရိုင်းကြောက်လာသွားတယ်တပ်ပုံရိုက်ကြတယ်လိုင်းမီမလားဆိုပြီးပို့တက်ပြီးတော့အာလိုင်းရှာကြတယ်ပေါ့နော်ဒီပေါ်ရောက်လာအဓိကမိုက်တဲပဲမိတာအဲ့ညာဒါတော့မှခလေးတို့ပါတယ်မိုက်တဲဖုန်းလေးကမမိခဲ့ဘူးဘယ်တော့မှချမမိခဲ့ဘူးတိုင်းရေလောင်ကန်ကြီးပေါ့ го пиво мама, но 还有再宝马嘞，宝马是。 ရှင်အဒီကညွန်လိုက်တာဟုတ်ပဲနားမှာလည်းဒီလိုဆောက်ကြတဲ့နေရာရှိတယ်ဆိုင်ပြန်လေးတွေရင်ပွဲတော်ရက်ဆိုတော့လည်းဆင်းဆော့လို့ရသွားပြီပေါ့နော်အဲ့ဒီမှာနေရာလေးပေါ့ဒီနေရာလေးကတော့မြေပြင်မျိုးရေဆော့တဲ့လူဆိုလည်းဝင်ဆော့ကြတယ်ပေါ့နော်ကြီးရတော့အောက်ဘက်မှာကြည်နေတာမျိုးတော့မဟုတ်ဘူးအပုံမှန်ရေရိုးရေလိုမျိုးနောက်ပေါ့ပေါ့နော် အဲအဲ့လိုမျိုးလေးတော့တွေ့တယ်။အဲ့ဒီမှာတစ်ခုပဲခဒီစိတ်ထဲမကောင်းတာကဘာလဲဆိုတော့ဒီနေရာကစိတ်ရုံဝင်တစ်ခုဖြစ်တယ်။နောက်တစ်ခုကတဘာဝရေကုန်တော့မှထိမ့်သိမ့်ပြီးတော့နေရာမကိစ္စမှာဒီလိုပလင်းတွေပလင်းခွဲတွေအမိုက်တွေပလတ်စတစ်တွေအများကြီးပဲပြစ်ထားကြဒီမှာလာပြီးစားတော့ကြတယ်စားတော့ပြီးအမိုက်တွေဒီတိုင်းထားရောကြတယ်ပေါ့နော်။ဒါကြီးကအမှန်တိုင်းပြောရင်အရင်ရှက်ဖို့ကောင်းဘလို့အရင်လည်းဝမ်းနေစရာကောင်းနေ။ဒါကိုစားမဲ့မိုက်ကိုလုထားတဲ့အမိုက်တွေဒါတွေကိုကိုယ့်အကူသိမ့်တင်နေဆိုတာပေါ့။ ခြေခံစိတ်ဓာတ်လေးတွေတည်တင်းကြတယ်ပေါ့နော်အာဒီကိုအမိုက်ကိုကိုတင်းရမယ်ဘာလို့ဆိုတော့ဒီနေရာကအခါချင်းကိုယူပြီးတော့လည်းနာပြီးတော့ဖုတ်ထားတဲ့နေရာလေးမဟုတ်ဘူးဖြစ်တဲ့ပေါ့အာလူတွေကိုအမိုက်ကိုကိုယူဖုတ်နေလို့ခပ်ပြီးထင်တယ်လမ်းကိုကြည့်ကြည့်ထိမောင်းမယ်ဆိုပြီးထလာလိုက်တယ်တကယ်တမ်းလမ်းကိုရောက်တဲ့ခါမှာတော်တော်ကြီးကိုထိမောင်းတယ်တော်တော်ကြီးကိုကလည်း ဆိုးပါတယ်ကျင်းပါတယ်စိတ်ထဲမှာခေါင်းထဲကခေါင်းကားတွေမာတွေတော့တွားတာလာတာမရှိတော့ဘူးတကယ်တော့လမ်းတစ်လျှောက်တော့မှကားတွေဆိုင်ကြီးလို့မတွေ့ဘူးအဲသူတို့ကတ္တရာဆိုပြီးနေလဲကတ္တရာခင်းလိုက်ဆိုမိုက်ခင်းနေရတယ်အဲဒီလိုမျိုးလာတာတော့ကျောင်းခေါင်းကပြူရှင်းနေနေတာပေါ့နော်အဲ့လိုမျိုးလမ်းကတော်တော်ဆိုးရတယ်ဟိုဂျာတီဦးကအေးနေလို့မောင်းလို့တော့ကောင်းတယ် ဲ့တော်တော်ကြီးကိုစိုက်ခဲ့တယ်တစ်ခုခုဖြစ်သွားမလားပြတ်သွားမလားလမ်းမှာပြတ်သွားခဲ့ရင်တစ်ခုခုဖြစ်သွားခဲ့ရင်ဆိုတော့စိတ်ကင်းလာတော့တော်တော်ကြီးကိုဆွေးနွေးဖို့ရှိလာတယ်နော်တော်တော်ကြီးလက်ထိမ်းမအောင်ပါလေကိုကြီးစလုံးပါလေ ောင်းနေရရေနစ်တဲ့ချောင်းနေမဟုတ်ခဲနဲ့အဲ6လမ8လမလောက်ပဲမြင်နေရေရှိရချောင်းမျိုးဖြစ်နေပါတော့ဟိုတပေးလောက်မရှိတဲ့ချောင်းမျိုးတွေဖြစ်နေတော့ခတိတို့ဖွဲ့ရင်ဖြတ်လို့ရခဲ့တယ်ပေါ့ဟိုစိတ်လည်းပူရတာပေါ့နော်ဒါမဲ့လည်းအလိုဖြည်းဖြည်းချင်းတောင်းတဲ့တရားထိန်းမောင်းရင်ထိန်းဆောင်ရင်းနဲ့လည်းခတိတို့ဒီလမ်းကြီးကိုဖြတ်ခဲ့ရပါတယ်ဒီလမ်းမှာလည်းခတိတို့တို့ cycle ပေါ့เนาะခတိတို့ cycle အပေါ်ကနေပြီးတော့ဆင်းလာတယ်တောင်ပေါ်ဆင်းလာတယ်ကာတစီဖီကိုတစီနဲ့ ခဒီလိုအာတိုက်နေတယ်တိုက်နေကြတော့ခဒီလိုရဲ့ဒီနှုတ်တီးနာပေါ့နော်အစကဲနှုတ်တီးနာလေးကွဲသွားတယ်မိကွက်လေးတက်တဲ့တောက်ကလေးကြီးကျိုးသွားတယ်ပေါ့နော်ဘယ်လိုလဲဘယ်လိုလဲထိသွားတယ် သူရှင်းနေတာပေါ့ဘာဖြစ်လို့ဆိုတော့သူအစင်းကြီးကိုခတိရတို့ဒီကနေတက်တဲ့အခါမှာအတက်ကအရှင်ယူပြီးတက်ရတာပေါ့နော်ပြီးလမ်းကတော်တော်ကျဉ်းတာဒါတစီဆယ်လဲယူတာဆယ်လဲယူတာမောင်းလို့ရတယ်လမ်းမျိုးဖြစ်နေရလဲပါတာပေါ့ဆိုတော့ပြီးတော့ဂုံစင်းကြီးကိုဒီဘက်မှာရှေ့မှာဆိုင်ကနှစ်စီးထွက်သွားတယ်ခတိရကနောက်ဆုံးလိုက်တယ်အဲ့ဒါကဘာဖြစ်ဖြစ်ချင်းသွားရမယ့် ဟိုအစင်းဝင်လာတဲ့ချိန်မှာ तू ဖြစ်ဖြစ်ပဲဆင်းလာမှာပေါ့နော်ရှေ့မှာလည်းဆိုင်ကယ်ကြီးရှိနေတာအဲဒါမဲ့ तू ကဟိုတော်တော်အချိန်နဲ့ဆင်းလာတယ်စိတ်တယ် manual ကိုလည်း तू ရမ်းနိုင်ပုံတော့မရဘူးထင်တယ်ဟိုကားနောက်တော့မကြည့်လိုက်တော့ manual ဖြစ်နေတယ် manual ကို तू တိတ်မနိုင်မနိုင်တော့ तू ဟိုးဆိုပြီးတော့ဟိုကိုရီဆိုင်ကယ်ဘေးကနေပြီးတော့ဖြတ်ဆင်းလာပြီးတော့မှနောက်ဆုံးမှခတိရိုးနဲ့ ဟိုလာပြီးဝင်တိုက်တာပေါ့နော်ဝင်တိုက်တော့ဒါပေမဲ့အကုန်လုံးလည်းဘာမှဖြစ်ချင်မှာမဟုတ်ဘူးကိုရီလည်းထွေထူးထူးဘာမှဖြစ်မသွားဘူးစံကယ်လဲဝါပြီးနည်းနည်းနာသွားတယ်ဒါပေမဲ့သူလည်းဟိုဆက်ရတာကိုလည်းပြက်စီသွားတာရှိတယ်ပေါ့ဒါပေမဲ့လည်းဘာမှတော့ရည်ရွယ်ပြီးတိုက်တာမျိုးဘယ်မှဖြစ်တာမျိုးမဟုတ်တာဖြစ်တဲ့အတွက်တော့အဲသူလည်းသူလည်းတို့သွားကိုလည်းကိုလည်းကိုတော့တတိထားမယ်ပေါ့နော်ဘာလို့အကွေရတဲ့အရန်စိတ်ကအတောင်ဆင်းတက်တဲ့ရန်များတယ်အဲ့လိုဖြစ်တာဖြစ်တဲ့အတွက်ဘလိုပဲဖြစ်ဖြစ်တော့ဒီလိုကိုကြီးကြရင်တော့ဟွန်တီးဖို့ ခရီးကိုပို့ပြီးတော့ဟိုတတိထားမိသွားတာပေါ့နော်ရှေ့အမောင်းမေသူတွေကဟိုတီကိုမိနေတောင်းမှနောက်ကနေခရီးကတတိပေးရတာပေါ့ဟိုတီပါဟိုတီပါအဒီမျက်ွယ်တွေကအရန်များတယ်ဒီဘက်လမ်းနေရလीအ မနေ့ပြန်တက်ရသေးတယ်ရှေ့ကနှစီရရှေ့ရောက်သွားတဲ့ခါကျတော့ဟိုတော့မဲ့လူဆွဲမဲ့လူလည်းမရှိဘူးအဲတော့ဒီရောက်ပေးမရအောင်ခတိကတော့ဗီဒီယိုမှတန်းလေးလိုက်ယူထားတာ Tabii lan abi. ဲ့ဒီလမ်းကျန်းကြီးကိုဖြတ်ကျော်ပြီးရဲ့ချိန်မှာတော့ခတိရိုးတွေအခုကျင်းမိုင်းတုံဖြစ်မှာပေါ့နော်မိုင်းတုံကိုရောက်လာတယ်မိုင်းတုံရောက်တော့မှမနက်စာဆိုင်ရှာတယ်ပေါ့နော်မနက်စာစားဖို့ဆိုင်ရှာပြီးတော့ခတိရိုးမနက်စာလေးတော့စားကြပါတယ်အဲစားပြီးရနဲ့ထပ်ပြီးတော့သွားဖို့လုပ်တာပေါ့နော်မင်းဆက်စားပြီးထွက်လာတဲ့ချိန်မှာမိုင်းဆက်တီရောက်အောင် မောင်းမယ်ပေါ့မိုင်းဆက်တီရောက်အောင်သွားမယ်ဆိုတဲ့လမ်းမှာဒီပြည်တော်စု လမ်းခေါ်မလားပြည်တော်စုလမ်းပေါ်မှာဖြစ်ချင်တော့ခပြီးတော့ဘိန်းတစီကဘိန်းပေါက်သွားပါတယ်ဘိန်းပေါက်သွားတော့အဲ့ဒီနေရာမှာရောက်နေတော့ညနေ3နာရီထိုးလောက်ဖြစ်နေပြီပေါ့နော်အဲ့တော့ဘိန်းပေါက်တော့ဘလို့မှအထင်းမှာဘလောက်ကြီးကျွဲသွားတာလားဘိန်းပေါက်ရုံမဖြစ်တာလားဆိုတော့ခပြီးတော့မသိဘူးဒါပေမဲ့ခပြီးတော့ tools လေးပါတော့ဒီကကဘိန်းဖြုတ်တယ်ပေါ့နော်ဘိန်းဖြုတ်တယ်ဖရရှူရစ်စတဲ့ဘိန်းကြီးဖြုတ်တယ်ပေါ့ဖြုတ်ပြီးတော့မှကတိရဲ့မိန်းကလေးတယောက်ရဲ့နှစ်ယောက်ကနေခဲ့ရတယ်ပေါ့နေခဲ့ပြီးတော့သွားပြီးစောင့်နေနေနဲ့ကိုငိုးချုပ်သွားတာ အဲ့ဒီတော့လမ်းမလာတဲ့ကားတစ်စီးကိုတားပြီးတော့ခတိတို့တွေမိချကလေးငှားပြီးတော့အနာထင်းရောက်နေကောက်ပြီးတော့မင်းမှုေးပြီးတော့ပဲထိုင်ဆက်ဆောင်လာတာပေါ့နော်သူတို့ခွဲတွေပြန်လာတဲ့စီမှာ6နိုင်ခွဲနေပါပြီဒါကတော့လာကူညီပေးတဲ့အဲဒီနေကန်ဒီပေါ့နော်ဟုတ်လား grand လားဟိုကရန်ချော်ဘီယန်အေးလာတော့တောက်ကောင်နေလေးကြောက်ရတာနဲ့လမ်းမှာသွားတဲ့ဒီကားစီယာအကိုကြီးကြီးစီကနေပြီးတော့အမီချစ်ကလေးငှားပြီးတော့လက်ဆောင်ပေးရအောင်အားရပါတယ်ခုတော့ည9နာရီ9မိနစ်မှာပဲ ိန်းတက်ပြီးတော့လမ်းကနေသွားမယ်ပေါ့နော်ရှေ့အနည်းဆုံးမြို့မှာပဲဝင်ပြီးတော့အိမ်မှာပဲရတော့မိုင်းဆက်ထီတော့မရောက်တော့ ကိုကန်ရင်လေးကိုရောက်တဲ့အချိန်မှာအရန်မောင်မဲနေရတဲ့ဗီဒီယိုမြိုက်လိုက်တာခတိတို့ဒီမှာတညကို9000ပေးရတယ်ပေါ့နော်အကုန်လုံးဒီမှာပဲဒီမှာတော့ခေါင်းလေးနဲ့ဆောင်းလေးတစ်ထည်တော့ပေးတယ်ပေါ့ဆိုတော့အဲ့ဒီမှာပဲခတိတို့အိပ်ဖြစ်သွားပါတယ်အဲ mindset တိတော့မရောက်လိုက်ဘူးပေါ့နော်နောက်ရက်မှာခတိတို့တချီလေးကြည့်ရအောင်တော်ပါမယ်ခတိ channel လေးကိုလည်း subscribe လေးလုပ်ပေးကြပါဦးနော်